နှစ်2017မတ်လ19ရက်ကိုးစားတက်ကြက်1382ခုတပေါင်းလာပြည့်နေဟာပအုပ်မျိုးသားနေဖြစ်ပါလေတပေါင်းလာပြည့်ရောက်တိုင်းပအုပ်မျိုးသားတွေဟာចောင်းကဖရားတွေမှာပွဲလန်းသဘင်တွင်နဲ့လူတန်းမှုတွေပြုလုပ်ကြမြဲဖြစ်ပါလေပအုပ်မျိုးသားနေရောက်ပြီဆိုတာနဲ့အနေနဲ့ရဲရဲမှာရောက်ရှိနေကြတဲ့ပအုပ်မျိုးသားတွေဟာမွေးရဲ့ဇာတိမျိုးကိုပြန်လာကြပြီးပွဲတော်ကိုဆင်နွှဲလေရှိပါလေ တတုံပြည့်ရှင်ဒုတိယဆန္ဒမင်းကြီးရဲ့မွေးနေ့ကိုအကြောင်းပြုပြီးပို့အမျိုးသားနေ့ဖြစ်ပေါ်လာတာပါ။အမျိုးသားနေ့ကိုကျင်းပတဲ့အခါမှာဒုတိယဆန္ဒမင်းရဲ့မွေးနေ့တော်ကိုကျွန်တော်ပို့အမျိုးသားနေ့နဲ့သတ်မှတ်ပြီးတော့ကျင်းပခဲ့ကြပါတယ်။အဲ့ဒါဘာဖြစ်လို့ဆိုတော့သွန်နာပုံမင်းမှာတတုံပြည့်ကြီးမှာစိုးစံခဲ့တဲ့ ိုးမင်းဆက်ပေါင်း158ဆက်ရှိပါအဲ့ဒီမှာဖုံးတဘူဖုံးတဘူအကြီးဆုံးဖြစ်တဲ့တူရိယဆန္ဒမင်းရဲ့မွေးနေ့တော်ပို့မျိုးသားနဲ့တတ်မှတ်ပြီးကျင်းပခဲ့တာဖြစ်ပါတယ်တူရိယဆန္ဒတို့ဘာလို့ခေါ်လဲဆိုတော့မင်းကြီးကကျွန်တော်တို့လာဝင်နေထွက်တဲ့အချိန်တပေါင်းလာပြည်နေမှာခွာမြင်တော်မူတယ်ပြီးတော့မင်းတူရိယဆန္ဒမင်းကြီးရဲ့လက်ထက်မှာကျွန်တော်မြတ်စွာဘုရားတွန်းနာပုံတထုပ်ပြီးကြွခဲ့ပါတယ်ကြွပြီးတော့မှတူရိယဆန္ဒမင်းကြီးနဲ့တကွအထုပ်ပြီး ရားတွေအားလုံးဗုဒ္ဓဘာသာကိုစိတ်ကပ်ခွင့်ရတယ်။ပြီးရင်သာသနာတော်ထွန်းကားပြတ်သွားအောင်ဆောင်ရွက်ခွင့်ရခဲ့။အကြောင်းမလို့မင်းရဲ့ဖုံးဂျေဇုပြီးတော့သူ့ရဲ့တကောတရားတွေကိုကျွန်တော်တို့အာရုံပြုပြီးတော့သူ့ရဲ့ဂျေဇုကုန်ကြီးမှန်းတော့အပြည့်ပို့မျိုးသားနေကိုသူ့ရဲ့မူလေးကိုကျင်းပကြတော့ဝန်နေစရာကတော့ပဝုမျိုးသားနေဆိုပြီးခေါင်းဆက်တက်ကျင်းပခွင့်ကိုစစ်ဆိုးရကပိတ်ပင်ထားတာပါ။ပဝုအမျိုးသားပွဲတော်လို့သာဖော်ပြခွင့်ပေးပါလေ။ ငယ်တန်းကျတော့ပအိုးလူမျိုးသမိုင်းဟာမြန်မာရာဇဝင်မှာထူရှားခဲ့ပါတယ်။ဒါပေမဲ့ထုတ်ဖော်ပြောဆိုခွင့်ကတော့အတွန်နေပါလေ။ဗကံဘရင်အတော်ထားတိုက်တဲ့အခါမှာတိုက်ခံရပြီးတဲ့နောက်မှာကျွန်တော်တို့ဒီပိုးတွေကနေပြီးတော့မှရှမ်းပြည်တောင်ပိုင်းဘက်ကိုဒါတော့ကိုနေကိုကိုဆွမီရှမ်းပြည်တောင်ပိုင်းကိုထွက်ခွာတော့ရှမ်းပြည်တောင်ပိုင်းအပါဝင်ပေါ့နော်။ဤဆက်ရဒေသတွေထွက်သွားထွက်ခွာသွားခဲ့ကြရတယ်လို့ ဒီညမှာတမိုင်းမှာရှိပါတယ်အဲ့တော့ကျွန်တော်အဲ့ဒီညမှာပြောချင်တာကတော့ဒီသူနာဘုံကြီးတထုံကြီးရဲ့တမိုင်းကိုရေးမယ်ဆိုရင်ကျွန်တော်တို့ပအိုးတွေနဲ့ယူပဲမပြည့်စုံပါဘူးကျွန်တော်တို့ကရင်ကရင်ီပအိုးဆိုတဲ့ညီတော်သုံးရဲ့တမိုင်းအပြည့်စုံကိုပြောမှဒီကျွန်တော်တို့ဒီသူနာဘုံကြီးတထုံကြီးရဲ့တမိုင်းအနေနဲ့ပို့ပြီးတော့ပြည့်စုံမှာဖြစ်ပါတယ်ကျွန်တော်တို့မှာကရင်ီတို့ကရင်တို့ရဲ့တမိုင်းတွေမှာဆိုကြိုက်ချီဦးနဲ့ပတ်သက်တာအဲ့ဒီတမိုင်းတွေလည်းအထင်ရှားပါတယ်ကြောင့်မလို့ဒီကြိုက်ချီဦးမှာ ကြိုက်ချီးတမိုင်းကိုအခြေခံပြီးပြောရင်မြတ်စွာဘုရားတထုံကြီးကိုတက်ရှိတင်ရှာကြွခဲ့ဆိုတဲ့အထောက်အထားမြန်မာပြည်မှာလူမျိုးစုငယ်အရေးအတွက်တရားကျော်ရှိတဲ့နဲ့ပအိုးတွေဟာတတ္တမမြောက်လူဦးရေအများဆုံးပါသူတို့ဟာတောင်ပေါ်နဲ့မြေပြန့်ဒေသတွေမှာပြည့်နှက်နေထိုင်ကြသလိုအများစုကတော့တောင်ပေါ်ဒေသတွေမှာနေထိုင်ကြပါတယ်။ပိုးအိုးလူမျိုးတွေရဲ့အသက်မွေးဝမ်းကြောင်းကတော့တောင်ယာနဲ့ရှမ်းဆိုင်ပြိုးရေးပါပဲ ရိုးရတိုင်းရင်ဝတ်စုံအနေနဲ့အနက်ရောင်နဲ့နက်ပြရောင်ကိုအများဆုံးဝတ်ဆင်ကြပြီးဒီရောင်ကပူကိုဆုပ်ယူနိုင်တယ်လို့အေးအေးတန်ကိုလည်းကာကွယ်နိုင်ပါလေ။မြေပြက်ရောက်ပအိုးတိုင်းရင်သားတွေကတော့တာမန်အင်ကြီးကသာဝတ်ဆင်တက်ကြပါလေ။ခေဆက်ဆက်ပအိုးတိုင်းရင်သားတွေဟာလွတ်လပ်ရေးအတွက်ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြရပြီးအခုချိန်တိုင်အောင်လဲမြန်မာပြည်လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေကြဖြစ်ပါလေ။ တောင်းဝန်တွေကိုစည်းလာကျောင်းမှာလာချောင်းလို့တို့ရရရင်ကျင်းမှုရမွေ40နောက်ပိုင်းနှစ်တည်းမှာပို့ပြီးတော့မှလိုချာလာလိုချာလာပြီးတော့မှကျွန်တော်ထောင်ပေါ်က49ခုနှစ်မှာဆိုရင်ကျွန်တော်တို့ပထောဥလားဖေးလို့ခေါ်တဲ့ဖရာဘွာဥလားဖေးနဲ့ဘုံကျုံချန်ဆိုပြီးတော့တို့ဒီလိုဥဆောင်ပြီးတော့မှပို့မျိုးသားလူမျိုးကြီးအဖွဲ့ဆိုတော့ဖွဲ့ခဲ့ပါတယ် အဖွဲ့ပြီးတော့မှ1949ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာဖွဲ့ပြီးတော့မှအဲပရိသတ်တော်လိုင်းဆိုတာကိုစပြီးတော့ဆင်နွှဲအဲ့ဒါကျွန်တော်ပို့မြို့သားတွေပထမတော်လိုင်းဖြစ်ပါတယ်1958ခုနှစ်ကြာတဲ့ခါကျတော့လက်နက်နဲ့တမိုးစီလဲမယ်ဆိုပြီးတော့မှအဲ့ဒီလက်နက်နဲ့တမိုးစီလဲမယ်ဆိုတဲ့ရေစီကြောင်းအောက်မှာကျွန်တော်တို့ပိုးတွေအလင်ခံခဲ့ရတယ်ဒါပထမတစ်ချက်အဲ့ဒီ1962ခုနှစ်ရောက်တဲ့ခါကျတော့ကျွန်တော်တို့ဦးလာဖေးအပါအဝင်ကျွန်တော်ပို့ကောင်းဆောင်ကြီး ဘူဂျုံနေဝင်ရဖမ်းပြီးတော့မှထောင်နေထည့်ခဲ့။အကြောင်းမလို့1966ခုနှစ်မှာကျွန်တော်ဘူဂျိုးစံသိန်းကနေပြီးတော့မှပို့မျိုးသားလက်မြေအဖွဲ့ပါလာဖဆိုတော့ဒုတိယကြိမ်ထပ်ဖွဲ့ပြီးတော့မှကျွန်တော်တို့ပို့မျိုးသားလက်မြေမှုတော်အရေးထပ်မံပြီးတော့ဆင်နွှဲပါတူနာဘူမိတထုံပြည်ကိုပအိုမင်းဆက်ပေါင်း158ဆက်စိုးစံခဲ့ပါတယ်။ကိုတိကိုနန်းနဲ့နေလာခဲ့တဲ့ပအိုတိုင်းရင်းသားတွေဟာနှစ်ပေါင်းထောင်ချီစစ်ပြေးဘဝနဲ့နေလာခဲ့ရပြီးနေရာအနှံ့မှာနေထိုင်လာခဲ့ရသလို ပုပ်အုပ်တိုင်းရင်းသားတွေရဲ့ဇာတိကိုရှုံးနိမ့်ခံခဲ့ရပါတယ်ဒီနောက်ပိုင်းပုပ်အုပ်မျိုးသားရေးပြန်လည်နှိုးကြလာသလိုပုပ်အုပ်မျိုးသားလွတ်မြောက်ရေးအဖွဲ့စဖွဲ့စည်းခဲ့ပြီးဗရေတရစ်တော်လှန်ရေးစတင်ဆင်နွှဲလာခဲ့ပါတယ်ကျွန်တော်တို့ပိုးတွေကပမာနေတယ်လဲဆိုရင်အများအားဖြင့်ကျွန်တော်ရှမ်းပြည်တောင်ပိုင်းမှာအများအားဖြင့်နေပါတယ်ပြီးတော့အခါကျွန်တော်တို့ဒီတထုံလက်ရှိလူရင်းတထုံတွေတာမှာနေပါတယ်ပြီးရင်တခါကျွန်တော်တို့ဒီကရင်ကရင်ပြည်နယ်ထဲမှာဆိုရင်ကျွန်တော်ဖအံမျိုးနဲ့အိမ်တို့တို့ ပြီးတော့ကျွန်တော်ကော့ဂရိတ်တို့ဒီလိုကင်းပြည်နယ်ထဲမှာရှိပါတယ်ပြီးရင်ကျွန်တော်တို့မွန်ပြည်နယ်ထဲမှာဆိုလို့ရှိရင်ပေါင်မြို့နယ်ပြီးလင်းမြို့နယ်ပထုံမြို့နယ်ကြိုက်ထုံမြို့နယ်ပြီးဒီမွန်ပြည်ကျန်တဲ့ကျွန်တော်တို့တံပြူစရက်တို့ဒီဘက်ဒီမှာလည်းရှိပါတယ်ဒါကျွန်တော်နောက်တစ်ခါကျွန်တော်တို့အထူးသဖြင့်ကတော့ဒီပကူတိုင်းတောင်မူခရိုင်စရက်ကြီးဒေသမှာလည်းပိုးရရှိပါတယ်နောက်တစ်ခါကျွန်တော်တို့တမိုင်းရလေးလာတမိုင်းရအချက်လက်တွေရတာတော့ဒီပကံဒေတာမှာလဲကျွန်တော်တို့ အိုးတွေရှိသေးတယ်ဆိုတော့ကျွန်တော်တို့သွားပြီးတော့မှတွေ့ရဝန်ထဲဆရာကတော့လဝဲလက်ရယူဝါဒတွေကွဲပြားခဲ့ပြီးပိုးရှင်းချင်းကြားမှာအဖွဲအမျိုးမျိုးဖြစ်လာတာပါပဲရုပ်ဆံသိန်းကလည်းစတင်ပြီးတော့မှပြန်ပြန်ပြီးတော့မှ1966ခုနှစ်မှာပြုံးဆံသိန်းကဥဆောင်ပြီးတော့ ဒုတိယတော်လာရေးကိုပြန်ပြီးဆင်နွှဲတယ်အဲ့ဒုတိယတော်လာရေးကိုဆင်နွှဲခဲ့တဲ့နာမည်ကလည်းပရမတော်လာရေးတော်နာမည်ဖြစ်တဲ့ပို့မှုသားလွမြောက်ရဲ့အဖွဲ့အနေနဲ့အဲ့လိုဆင်နွှဲခဲ့ပါအဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီရှမ်းပြည်လူမျိုးပေါင်းစုံလွမြောက်ရဲ့အဖွဲ့တို့တပ်ပေါင်းစုဒီလိုဖွဲ့စည်းပြီးတော့မှတခါတော်လာရေးကိုအကြေကြေပြင်းပြင်းဆင်နွှဲခဲ့ကြတယ်ဒါပေမဲ့လို့ကျွန်တော်တို့စေခေရဲ့ခရက်ပေါ့နော်အဲ့ခေကစေခေရဲ့ရိုက်ခတ်မှုပေါ့ကျွန်တော်တို့အယူဝါဒ အပေါ်မှာဝါရ क्वे ပြမှုတွေမှာအခြေခံပြီးတော့ကျွန်တော်ပို့ချင်းတွေကြားမှာလဲစီယုံညီညွတ်မှုကပြက်ခဲ့ဘို့ဒေါ်လာရင်အင်အားစုတရှုဟာလွတ်မြောက်ရေးလမ်းကြောင်းကိုသိဖြစ်ပြီးစစ်အာဏာရှင်နဲ့ဆက်ဆက်သွားတာတွေလည်းရှိကြပါတယ်။ဟောကွက်60နဲ့တခုနှစ်မှာလက်ရာရေးပို့အင်အားစုတခုဖြစ်တဲ့ပို့မြို့သားအဖွဲ့ချုပ်ဦးအောင်ခန်းပြီးဦးဆောင်တဲ့ပို့မြို့သားအဖွဲ့ချုပ်ကစစ်အုပ်စုနဲ့အပြစ်ခတ်ရစေရေးလုပ်ပါတယ်။ နောက်တစ်ခါ94ခုနှစ်မှာလက်ရာရင်းဒီပို့ပြတာအင်အားစုတွေဖြစ်တဲ့ရလာဖာဒီရလာဖာကနာဖာစေစုနဲ့အပြစ်ခတ်ရက်စေးတွေလုပ်ခဲ့ကြပိုးလူမျိုးတွေရဲ့နေထူးနေမြတ်ဖြစ်တဲ့ပိုးမျိုးသားနေမှာတထုံစော်ဝါဆက်ခွန်ကြီးရဲ့မိမစကားကိုလည်းပြန်လည်ပြောပြသွားတာပါဒီကနေ့လို့ကျွန်တော်တို့ပိုးမျိုးသားလူတရလုံးအတွက်ဂုဏ်စရာကောင်းတဲ့ပိုးမျိုးသားနေမှာကျွန်တော်တို့အမိအဖအမိကိုမောင်နှမ ပိုးပြည်သူတရားလုံးကိုကျွန်တော်အနေနဲ့ပထုံစော်ဝါဆက်ခွန်ကြီးရဲ့မိမစကားကိုတဆင့်ပြန်ပြီးတော့တင်ပြချင်ပါတယ်ပထုံစော်ဝါဆက်ခွန်ကြီးကဘာပြောခဲ့လဲဆိုလို့ရှိရင်လူမျိုးတစ်မျိုးဟာမိမိတို့အမျိုးအောက်ကျနောက်ကျဖြစ်နေပြီဆိုပြီးတော့မှမထူးတော့ပြီဆိုပြီးတော့မှကိုယ့်ကိုနှိပ်ချလေလေတစ်ဖက်ကနှိပ်လေလေဖြစ်တယ်ဆိုတာကိုတွေးရမယ်လို့အဲ့ဒါကျွန်တော်ပထုံစော်ဝါဆက်ခွန်ကြီးကမှာခဲ့ပါအခုနေခါမှာ ျွန်တော်တို့လူမျိုးကကိုယ့်အကူအောက်ကြနောက်ကြဖြစ်နေပြီဆိုပြီးတော့မှစေအုပ်စုကိုကျွန်တော်တို့ကစေအုပ်စုရဲ့အောက်မှာဒူးထောက်ပြီးတော့နှိပ်ချဖို့ကြိုးစားနေလေအဲ့ဒီစေအုပ်စုကကျွန်တော်တို့ကိုနှိပ်ကိုလေလေဖြစ်အောင်မယ်ဆိုတာကိုကျွန်တော်တို့ဒါကိုပန်ကြားတင်ပြလိုပါတယ်ဒါကြောင့်မို့လို့ပရိသတ်စနစ်ကိုစမ်းကျင်ခဲ့တဲ့အစဉ်လာကောင်းရှိတဲ့ကျွန်တော်ပို့မြူသားတို့တရက်လုံးနေနဲ့ဒီကနေ့စစ်ပရိသတ်စနစ်ကိုထူထောင်နေကြတဲ့ဆရာနာရှင်တွေကိုကျွန်တော်တို့ ဆန့်ကျင်တုံ့လန့်ကြဖို့အတွက်ကိုလည်းကျွန်တော်ဒီနေရာနေပန်ကြားအပ်ပါဘဟုမျိုးသားများအနေနဲ့ပြည်တော်စုမြန်မာပြည်အတွင်းကတိုင်းရင်းသားများဖြစ်သလို27ရာစုတွင်လုံကြီးလာကန်ဖော်ဆောင်ရမှာလဲတာဝန်ရှိနေပါတယ်ခင်ဗျာဒီနေ့ပြည်လုံစာချုပ်မှာဟိုပထုံစော်ဝါစက်ခွန်ကြီးရဲ့ကိုစားဥဖြူကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီပြည်လုံစာချုပ်မှာပြဋ္ဌာန်းထားတဲ့အမျိုးသားတန်းတူရင်းနဲ့ကိုပိုင်ပြဋ္ဌာန်းပါ ဝက်အပါဝင်ပြည်တော်စုထူထောင်တဲ့ကိစ္စရက်တွေဟာကျွန်တော်ပို့အမျိုးသားနဲ့တိုက်ရိုက်သက်ဆိုင်အကြောင်းမလို့ဒီ27ရာစုပင်လုံညီလာခံကိုဖော်ဆောင်တဲ့အခါမှာလည်းပဲပထမပင်လုံရဲ့အနှစ်သာရတွေပေါ်အောင်ဖော်ဆောင်ဖို့ကျွန်တော်ပို့အမျိုးသားတို့တရားလုံးမှာတောင်းဝန်ရှိတယ်ဆိုတော့လည်းကျွန်တော်အလေးနဲ့ပါကြားလို့ပထမပင်လုံရဲ့အနှစ်သာရပါလဲဆိုရင်ကျွန်တော်တို့ဖုလက်ရေးတန်းတူရေးနဲ့ဒီမိုကရေစီဆိုတဲ့ပင်လုံရဲ့အနှစ်သာရတွေကို27ရာစုပင်လုံအောင်မြင်ပေါ့မြောင်ဆက်လက်အကောင့်တွေပေါ်ရမယ်တောင်းပါလဲ။ ကျွန်တော်တို့ဘို့အမျိုးသားတို့တရားလုံးရဲ့အမျိုးသားကြီးတောင်းတရားဖြစ်တယ်လို့ကျွန်တော်ပိုင်ကြားလို့ပါစင်းနဲ့တို့ကြည့်ချင်းများစွာတို့မျိုးကိုကြည့်ရင်ရှိမှတည်ကြမို့ရဝိုင်းဝန်းကထိုင်လို့လေတောင်းဝန်တွေကိုစီလာကျုံမကထမ်းလို့လေတို့ရရရင်ချင်းမှုရမွေး